Obama. Free, free Palestine. Free, free Palestine. Free free Gaza. free, free Gaza. Free, free Myanmar. Free, free Myanmar. Free, free Myanmar. Free, free Palestine. Free, free Palestine. Free, free င်းမင်္ဂလာပါပို့ရှုပ်လေး YouTube Channel ကနေကြိုဆိုပါရစေဒီကနေ့ပို့တင်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ2025ခုနှစ်ဇွန်လ1ရက်နေ့ကပြုလုပ်ခဲ့တဲ့ LGBT ကျူတွေရဲ့ Pride ကိုမြမရေးတက်ကြလှုပ်ရှားသူတွေဟာဆရာနာရှင်စန့်ကျင်ရေးပိုစတာတွေဘန်နာတွေကင်ဆောက်ပြီးထိုင်းနိုင်ငံသားတွေနဲ့အတူတရုတ်တက်ကြလှုပ်ရှားသူများနဲ့အတူနိုင်ငံတကာတက်ကြွလှုပ်ရှားသူများနဲ့အတူခြိတက်လမ်းလျှောက်ခဲ့ကြပါတယ် အဲ့ဒီလမ်းလျှောက်ပွဲမှာမြမဂျန်နာ has no pride တော်လန်လန်နေလွင့်ကြအာနာရှင်တွေဖြုတ်ချဆိုတဲ့စာသားပါဘန်နာကိုကန်ဆောင်ပြီးဘန်ကောက်မြို့ National Stadium ကနေ Central Wharf အထိခြိတက်လမ်းလျှောက်ခဲ့ကြတာပါအဲ့ဒီလှုပ်ရှားမှုမှာပါလက်စတိုင်းဂါဇာနဲ့မြန်မာတို့လွတ်မြောက်ဖို့အတွက်ကြွေးကြော်တမ်းတွေလည်းတိုင်ခဲ့ကြပါဗျ Free Palestine Free Gaza Free မြန်မာဆိုပြီးကြွေးကြော်တဲ့နေနဲ့အတူချီတက်လမ်းလျှောက်ခဲ့ကြတာပါဒီလို Prime Man တွေကိုဂျွန်လမှာပြုတ်လောက်ကြတာဖြစ်ပြီးကမ္ဘာနိုင်ငံအနှံ့ကနေရာတွေမှာဒီလို Prime Man အနေနဲ့လမ်းလျှောက်ချီတက်ကြတာတွေပြုတ်လောက်ကြပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့အပြင်ထိုင်းနိုင်ငံချင်းမောင်မြို့မှာတော့မီလာကလေးကဒီလိုလမ်းလျှောက်ချီတက်မှုကို ပြုတ်လုပ်ခဲ့ပြီးတာဖြစ်ပါတယ်ထိုင်းနိုင်ငံမဲဆောက်မြို့မှာတော့ ဇွန်လ9ရက်နေ့မှာပြုတ်လုမယ်လို့လည်းကြားသိရပါတယ်။ယခုဘန်ကောက်မြို့မှာပြုတ်လုခဲ့တဲ့ပွဲကိုတော့ထိုင်းနိုင်ငံဝင်ကြီးချုပ်ဖြစ်တဲ့ပေထုံတန်လည်းတက်ရောက်ခဲ့တာဖြစ်ပြီးလူဦးရေ3သိန်းကျော် ပါဝင်ခဲ့တယ်လို့လည်းထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။ဒီလိုလှုံရှားမှုတွေကိုနှစ်စဉ်နှစ်တိုင်းပြုတ်လုကြတာဖြစ်ပြီးမနစ်က2024ခုနှစ်ဘန်ကောက် Pride မှာတော့မြမအရေးတက်ကြွတဲ့တော်လန် လှုပ်ရှားနေကြတဲ့ LGBT တွေပူးပေါင်းပါဝင်ခဲ့ဘူးပါတယ်ဒီကနေ့တင်ပြပေးချင်တာကတော့ဒီလောက်ပါပဲ LGBT pride ဆိုတာဘာလဲ LGBT ဆိုတာဘာလဲဆိုတာတွေကိုလည်းဆက်လက်တင်ပြပေးဖို့မှဖြစ်တဲ့အတွက်ဖို့ရှုပ်လေး YouTube channel ကိုစောင့်ကြည့်အားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် Free Free Myanmar Free Free Myanmar Free Free Myanmar Palestine. Free! Free! Palestine!